်ဗျာလက်ရှိဖြစ်နေတဲ့နိုင်ငံရဲ့အခင်းကျင်းပေါ်မှာရောဗာများဖြစ်ဆွပြောချင်တာရှိတယ်နိုင်ငံရဲ့အခင်းကျင်းကတိုင်းပြည်ကိုမငြိမ်အောင်လုပ်တဲ့ကောင်များအကုန်တတ်မင်္ဂလာပါအာဆီနတော့ YouTube channel ရနေကြိုးစားပါရဗျာ1နဲ့တည်းဟာအများကြီးရှိနေသလို1တာတရားတွေရတယ်အများကြီးရှိတယ်ဒီအထဲမှာမှ နိုင်ငံအစ်စ်နဲ့ချီရင်တော့1နဲ့တည်းတခုပေါ့တချို့တွေကတော့ပြောနေကြတယ်တတိမမှန်ဘူးလို့ကျွန်တော်မြန်မာနိုင်ငံသားတွေမှာက တခုခုဖြစ်တာနဲ့အဖွဲသေးတခုကလူတယောက်ထွက်သွားပြီဆိုတာနဲ့တည်မမှန်ဘူးလို့ခိုးလို့လားမကောင်းလို့လားအဲ့လိုမျိုးအမျိုးဆုံးပြောကြတယ်လူတယောက်ရဲ့ယူသားမှုကိုဘယ်လိုပေးတယ်မျိုးတွေနဲ့ခမရတို့ကတိုင်းတာကြတယ်လဲသူတို့လစာရတာလားသူတို့ဘာအခွင့်အရေးတွေရလဲလူအခွင့်အရေးကိုရကျင်လို့လူအခွင့်အရေးကိုအပြည့်အဝရကျင်လို့ယူသားစိတ်နဲ့ယုံကြည်ချက်ခိုင်ခိုင်မာမာနဲ့လုံနေတယ်ဆိုတာပြီးတောင်မှအပြစ်ပြောနေတဲ့လူတွေလည်း ဒုနဲ့ဒီဘာကြောင့်လဲလူယုံမှာအင်အားစုတောင့်လာတဲ့အတော့လူကောင်းတွေဘာကြောင့်ရှောင်ရှောင်သွားကြလဲနေရာတွေဖယ်ပေးလိုက်ကြလဲဒီမှာတတ်တယ်ပဲခင်ဗျားတို့အမြင်ကတော့ဘယ်လိုလဲမသိဒေါက်တာဆာဆာ NUG ကနေနှုတ်ထွက်နိုဝင်ဘာ29 2025ဒါကတော့သူကိုယ်တိုင်ပဲသိပါလိမ့်မယ်တတ်တယ်ပြတယ်ဟာလူသလားဆိုတော့ကျွန်တော်တို့လေဖန်းဒန်းစီပြီးလေစကားတွေနဲ့ပြောမှဆိုရင်ပြီးခဲ့တဲ့ရက်ပိုင်းကဝင်ကြီးချုပ်ယုံက အရှုပ်တော်ပုံဒေါ်ကြည်ပြရဲ့ပြဿနာကစတယ်လို့ကျွန်တော်မြင်တယ်။၅နှစ်ရှိပြီ။လောက်လောက်လာလာဘာတွေဖြစ်ခဲ့တယ်လဲ။ပြည်သူအတွက်။လောက်လောက်လာလာဘာတွေအကျိုးထိရောက်ခဲ့တယ်လဲ။ပြည်သူအတွက်။လောက်လောက်လာလာနိုင်ငံအတွက် အကျိုးရှိတဲ့အရာဘာတွေဖြစ်ခဲ့တယ်လဲ။ပြည်သူအတွက်။လောက်လောက်လာလာ NUG ဆိုတဲ့အဖွဲ့အစည်းတစ်ခုအတွက်ဘာတွေအကျိုးဖြစ်ထွန်းလာတယ်။ရှိလာတယ်။ပြည်သူအတွက်။ ကျွန်တော်ပြောတဲ့ပြည်သူအတွက်ဆိုတဲ့ခေါင်းစဉ်လေးကိုသာခေါင်းဆောင်ဘိုင်းနေမှာတည်ထားမယ်ဆိုရင်တော့โอเคပဲဒါတုတ်တုတ်ဘက်မှာဖြစ်နေတယ်တစ်ဖက်မှာဖြစ်လို့ပျော်နေတဲ့အရာတွေကတော့အမျိုးစုံရှိတယ်ရုပ်ောက်ပွဲကျင်းပတဲ့အရာကိုခုနိုင်ငံထောက်ခံတယ်ဒီနိုင်ငံထောက်ခံတယ်ဆိုတဲ့အရာလေနှစ်ပေပတ်လေချီးပုံမြန်မာနိုင်ငံအတွင်းကိုပဲတက်နေပြီးတော့ဤမျိုးစုံနဲ့ကြိုးခုံနေတဲ့အာနာရှင်လူတို့စိတ်ချမ်းသာတွေကတရင်တခုတက်လာတယ်နိုဝင်ဘာ28 ချက်တက်ရုပ်ောက်ပွဲတရားဝင်မှုမရှိဘူးဥရောပပါလီမန်ကကြေညာတယ်ကျွန်တော်ပြောကျွန်တော်ခဏခဏပြောနေတယ်ပဲဘယ်လိုမျိုးလူလုံးထွက်ပြမှမင်းတို့စကဆဆိုတဲ့ကောင်စားမျိုးတွေဆောက်ရှက်ရှိကြမလဲဆိုတဲ့ပုံစံမျိုးဒါပေမဲ့ဒီကောင်တွေဟာရုပ်ရှင်ရိုက်တာအရန်တော်တယ်ဘယ်လိုရုပ်ရှင်ရိုက်တာအရန်တော်တယ်လဲဆိုတော့ဘီလာရုစ်တမရလာတဲ့အချိန်မှာတစ်ချက်နောက်တစ်ချက်အမေရိကန်က TPS ဆိုတဲ့ အရာကိုဖျက်သိမ်းပြီးတော့မြန်မာနိုင်ငံတွင်းမှာအေဂျင့်နေပါပြီဆိုပြီးတော့ပြောလိုက်တဲ့စကားတစ်ခွန်းကြောင့်ရုပ်ရှင်ရိုက်နေတဲ့အကွက်တွေလည်းရှိတယ်။အများရန်လိန်နေတဲ့တင်းမမှန်ပြန်ကြားရေးဇော်မဲလိန်ကတော့ပြီးခဲ့တဲ့ရက်ကလိန်သွားတဲ့အရာတွေရှိတယ်။ရုပ်ောက်ပွဲအတွက်ဒီနိုင်ငံကိုပြန်လာပြီးတော့မဲပေးလို့ရတယ်ဆိုပြီးတော့နိုင်ငံတကာတင်းစာမျက်နှာမှာပေါ်အောင်တော့မျိုးစုံပြောနေတယ်။ဒီပုံလေးကပြီးခဲ့တဲ့မနေ့က28ရက်နေ့ကထောင်ကနေထွက်လာတဲ့နှာခေါင်းပိုက်နဲ့ အကြံပတ်စစ်တပ်ကနိုင်ငံတော်အကြီးအကျယ်ပြည်စီမှုပုံမှန်905ကာကြီးပြည်ထောင်ချထားသော385ဦးကိုပြန်လွတ်ပေးပြီးအမှုဖွင့်ထားသူ9580ဦးကိုလည်းအမှုပိတ်သိမ်းပြီးဟုယနေ့ထုတ်ပြန်ကြေညာတယ်။အကြံပတ်စစ်တပ်ကအကျဉ်းသား824ဦးကိုပုံမှန်905ဖြင့်ပြစ်ဒဏ်လုံခြုံကျွန့်ပြုခြင်းအကျဉ်းသား2362ဦးကိုပုံမှန်905ကာကြီးပြည်ထောင်ချထားမှုကိုလုံခြုံပတ်လုံခြုံခွင့်ဖြင့်၎င်းစုစုပေါင်းအကျဉ်းကြခံရသောအကျဉ်းသားအကျဉ်းသူ385ဦးနှင့် ပုံမှန်905ကာဂျီပြင် အမှုဖွင့်ခံထားရတဲ့ပြီးထွက်ပြေးတင်းရှောင်နေသူ9580ဦးတို့ကိုအမှုများပိတ်သိမ်းကြောင်းစစ်တပ်ကညမနေ့ညပိုင်းကကျင်းညာတယ်။အမှန်တကယ်တော့ပုံမှန်905ကာဂျီနဲ့အမှုဖွင့်ခံထားရတာကအမှန်တရားကိုမြန်နိုးတဲ့မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဒီအထက်ကမှငါတို့ထွက်ပြောမှရမယ်ငါတို့ထွက်ပြီးတော့နိုင်တဲ့ဘက်က အာနာရှင်စနစ်ကြောင်နိုင်ရဝင်ထမ်းရမယ်ဆိုတဲ့လူဒန်းစားတွေကဒီလိုပုံမှန်ဥပဒေတွေနဲ့အမျိုးစုံနှိတ်ကုတ်ခံရတယ်ရက်ဆက်ခံရတယ်ငားရငါကာကြီးကအမှုအမှုတိန်းတာတွေဘာတွေအထူးဆန်းဖြစ်စေရမလို့ကျေးဇူးတင်ကြရတယ်မလို့ဘူးတဲ့ဒါက page တစ်ခုကဒါလည်းစာလေးကိုကျွန်တော်ဖတ်ပြတာပါသူတို့ကအတွင်းထဲမှာဆိုငားရငါကာကြီးအမှုတွေကိုအာချောင်တဲ့အမှုဘူးဒီဟိုဟာနဲ့ထိုးတဲ့အမှုဆိုပြီးအမြဲလှောင်နေကြတာတဲ့ငားရငါကာကြီးကိုလိုအပ်လိုက်ရင်အခုလှုပ်ပြီးနာမည်ကောင်းယူဖို့လောက်တာ ဘောထားတာဗီလာလူတမရလာတယ်နိုင်ငံကစာမျက်နှာမှာ तू ကတဆင့်ပြန်အောင်မယ်မြန်မာပြည်ကြီးအေးချမ်းနေပြီအကြမ်းဖက်တဲ့လူတွေသူတို့တတ်မှတ်တယ်လို့ဒီလိုလူသန်းသားတွေကိုပြန်ပြီးတော့လှုပ်ပေးလိုက်တယ်ဆိုတော့အခွင့်အာဏာအခွင့်ကောင်းယူတဲ့အကွက်တွေပေါ့နိုင်ငံကစာမျက်နှာပေါ်မှာအဲ့ဒီထဲမှာနောက်ထပ်အခွင့်ကောင်းယူတဲ့အကွက်တစ်ကွက်ရှိတယ်ရွက်ောက်ပွဲမှာဝင်ပြီးတော့မဲပေးလို့ရတယ်ဆိုတော့ခံဝင်ချက်တွေလည်းလှုပ်ပေးလိုက်ဖို့များတယ် တနတ်မိုးပြီးအုပ်ချုပ်ခံထားရတဲ့နိုင်ငံသူနိုင်ငံသားတွေရဲ့ဘဝဟာဒီအချိန်မျိုးမှာလွတ်လာတယ်ဆိုပေမဲ့ကောင်းတဲ့အရာကိုတွေးပေမဲ့တစ်ဖက်မှာအဆိုးတွေလည်းအများကြီးကပ်ပါလာတာကိုကြည့်ဖို့လိုတယ်905ကလိုအပ်လာရင်အခုလွတ်ပြီးနာမည်ကောင်းကျူကိုအတွက်လာတာသဘောထားတာနောက်ပိုင်းမိတာနဲ့52ကာကြီးပုံမှန်9နှစ်အနည်းဆုံးကတ်တော့တာပဲအမှုထပ်ပြီးတော့ကျူးလွန်ကြီးဗျာအဲ့လိုအမှုတွေကတ်ပြီးတော့လောက်တာတချို့ထောင်တွေမှာ905ကမရှိသလောက်ပဲတဲ့အခုလွတ်ပြီးတဲ့ဆိုတဲ့အရေးအတွက်ကကိန်းကနန်းတက်တက်ပဲအရင် လူပီးသားလူဒီရဲ့နာမည်စင်းတွေကိုပါထည့်သွင်းတယ်ညီမြချင်း2008ခြေဥကိုပြည်သူတရလုံးက99တသမာ99ရာခိုင်နှုန်းနဲ့ထောက်ခံပါတယ်ဆိုတဲ့အရာကတော့ခင်ဗျားတို့ကြိုးလို့အားလုံးအမြင်ပဲနာကိမုံတိုင်းကြီးဖြစ်လို့လူဦးရေတိမ့်ကျော်တည်သွားတဲ့အချိန်အခါမျိုးမှာဆင်းရဲဒုက္ခရောက်နေတဲ့ပြည်သူတွေရဲ့မှတ်ပုံတင်တွေတည်သွားတဲ့လူတွေရဲ့တကောင်စီရင်တွေကိုယူပြီးတော့ဒီပွဲတွေမှာသူတို့ကိုထောက်ခံပါတယ်ဆိုတဲ့ပုံစံမျိုးခြေဥ်ကိုပြထိုင်ခဲ့တဲ့အရာရှိတယ် အခုမှန်ကန်သောနီးလန်းနဲ့ပြည်သူအစိုးရကရွက်ကောက်ပွဲဝင်ပြီးမှန်ကန်သောနီးနဲ့ပြိုင်ပြီးတော့အုပ်ချုပ်နေတဲ့အချိန်ခါမျိုးမှာတော့မဲမတမာမှုဆိုပြီးသူတို့ဘယ်နေရာကနေဘလို့ထွက်လာတဲ့အရာတွေကိုလိမ်ပြီးလုတဲ့ဆိုတဲ့အရာတွေလည်းခင်ဗျားတို့တိုးတိုးပြည်သူတွေအားလုံးသိနေတာပဲအဲ့ဒီရွက်ကောက်ပွဲနဲ့ပတ်သက်ပြီးတော့မဲပေးတာနဲ့ပတ်သက်ပြီးအမျိုးစုံကြိုးကုန်ပြီးပြောနေတဲ့အထဲမှာမှအခုအကျဉ်းသားတွေလှုပ်ပေးတဲ့အရာကို ဘူးလက်ပြောထားတယ်ဒီထဲမှာသူပါပြောထားတယ်နားထောင်ကြည့်မင်္ဂလာပါလေးစားပါတယ်ဒီနေ့က28ရက်နေ့ဝနိုဝင်ဘာနော်အဲကျွန်တော်တို့မနေ့ကညာကလူငယ်တက်တာကွင်းနေပေးလိုက်တယ်နော်အဲကာလုံးကျညာကျအမှတ်30842ရောက်ကျညာကျအမှတ်71က2362ရောက် ဒီညဉ့်ညမဆက်နှစ်က9580အဲ9580ထဲမှာပြေးနေတဲ့လူတွေလည်းပါတယ်ပေါ့အမှုရင်ဆိုင်စဲတွေလည်းပါတယ်ပေါ့နော်စုစုပေါင်းသူ6683ယောက်လှုပ်ပစ်လိုက်တယ်ရွေချက်ကပါတီစုံဒီမိုရေစီရွေးကောက်ပွဲမှာမဲထင်နိုင်အောင်လို့တဲ့အဲ့လိုမျိုးပြောတယ်ပေါ့နော်အဲ့တော့ဒီလူတွေလွတ်လိုက်ပေါ့ထောင်ဆိုတာကတော့တည့်ရက်ထက်ကြရင်တော့တော့မကောင်းတည့်ရက်လောက်ကြရင်တော့မကောင်း ကျွန်တော်ဆိုရင် energy လက်ထက်ကကျွန်တော်ပုံမှန်124 kg ဆိုတော့ဒါအနည်းဆုံးကတော့ထောင်းတဲ့အနည်း20ပေါ့နော်တက်ကအနာထိန်လိုက်လို့ကျွန်တော်ပြန်လွတ်လာတာပေါ့နော်တကယ်လို့ကတက်မလို့အနာမထိန်ဆိုရင်ကျွန်တော်အခုတော့ထောင်းနေမှာပဲရှိအောင်မှာပေါ့နော်ခင်ဗျားတို့စဉ်းစားမိကြလားတက်ကအနာထိန်လာလေးလိမ့်လိုက်လို့ကျွန်တော်ပြန်လွတ်လာတယ်ဒါဆိုရင်ဒီလူကနိုင်ငံအတွက်အကျိုးပြုမဲ့လူလားစစ်တပ်ကို စစ်တပ်ဆိုတဲ့အရာကိုကျွန်တော်ကခဏခဏထည့်ပြောတာမကောင်းဘူးပြ။ဒါပေမဲ့စစ်တပ်ဆိုတဲ့အရာကိုအာဏာရှင်လူစုကချုပ်ကင်ထားတဲ့အတွက်သူတို့တွေဒီလိုမျိုးအခွင့်အရေးတွေရနေတာ။ဒါကြောင့်မလို့မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ဥပဒေဆိုတာပတ်စံပေးရင်၃ပတ်စံမပေးရင်၄ကြောခိုင်းသွားလေ။မြန်မာသာတင်ချာအခရာကိုတွေးကြည့်လိုက်။ဒီလိုပုံစံမျိုးနဲ့သူတို့လူနည်းစုတစုစာအတွက်သူတို့ကိုထောက်ခံတဲ့လူလူစုစာအတွက်ပဲဒီဥပဒေဟာအသက်ဝင်နေ။ သူတို့ကိုဂလန်ကစားလုပ်ပြီးတော့စန့်ကျင်တယ်ကန့်ကွက်တယ်ဆိုတော့ねအဲ့ဒီဥပဒေတွေဟာလုံးဝအသုံးမဝင်ဘူးဒီနေရာမှာသူပြောသွားတဲ့စကားကအဖြေပဲပြန်လာထောင်ကြည့်ကျွန်တော်ဒါလေးကိုပြန်ပြီးပြဖွင့်ပြမယ်ကျွန်တော်ဆိုရင် energy လက်ထက်ကကျွန်တော်ပုံမှန်124ကြီးဆိုတော့ဒါအနည်းဆုံးကတော့ထောင်ရအနည်း20ပေါ့เนาะတက်ကအနာထိန်းလိုက်လို့ကျွန်တော်ပြန်လွတ်လာတာပေါ့เนาะ တကယ်လို့တက်မလို့အနာမထိုင်ဘူးဆိုရင်ကျွန်တော်ခုတော့ထောင်ထဲမှာပဲရှိအောင်ပါပေါ့နော်နှစ်20ဆိုတော့အကြိုင်းနေရပါပေါ့နော်ဒါအမှန်တရားပဲမြန်မာနိုင်ငံအတွင်းမှာရှိတဲ့ဥပဒေတို့ဘာတို့ဆိုတော့သူတို့လူစုအတွက်ပဲဖြစ်နေတာအဲ့ဒီလူစုအတွက်ဖြစ်နေတဲ့အထက်အတိုင်းဝိုင်းထဲမှာမှအလွာဆုံးမှာရှိတဲ့ရုပ်ရှင်တပင်ဂီတပြီးဒီလူတဲ့ဒူရန်သားတွေဟာပြည်သူကျွေးတဲ့ထမင်းကိုစားပြီးပြည်သူကိုကက်ကက်လန်ရန်တွေ့တာတဲ့ဆိုတဲ့ အာနာရှင်ရဲ့လက်အောက်ကိုစစ်ကြုံစနစ်ကိုတွတ်သွင်းနေတဲ့တရောင်းသားတကောင်ရှိတယ်ကတော့နော်ဒီကွေးကနေပြီးတော့ဗာရမြနိုင်ငံတော်အတွက်နိုင်ငံသားတွေအတွက်ဗာရမြရမ်းမိလို့စစ်ကူရယူရင်တို့ပြည်ဆက်ရင်တို့ကနောက်ပိုင်းမှာပါနံပါတ်၁ကကျွန်တော်နိုင်ငံအေဂျင့်ဟုတ်အဲကြောင့်အဲ့ဒါကိုအရေးကြီးတယ်စကလုံးတွေကိုနားထောင်ကြည့်ကျွန်တော်ငယ်ငယ်တုန်းက ားထောင်ခဲ့တဲ့သချင်းတွေလို့ပေါ့စကလုံးဝင်းမင်းထွေးတို့တော်ဒီဝေးတို့ KAD တို့အဲ့ဒီစကလုံးတွေတောင်ပူပြောင်မြောက်တယ်တချို့မသိတဲ့ပြည်သူတွေနဲ့လည်းကတော့သူတို့ကဘာလဲတော့ဘာကြောင့်လဲတော့မြန်မာနိုင်ငံနိုင်ငံသားတွေကရုပ်ဝတ္ထုကိုကိုးကွယ်တဲ့ခေဝေကောင်းစားလာဝဲစကားချိုးချိုးသာသာပြောထင်ပေါ်ကျော်စောတဲ့လူတယောက်ဆိုရင်သူတို့ပြောတဲ့စကားကအမှန်ဖြစ်တဲ့ခစ်ကိုရောက်နေတယ်ဒါကြောင့်မလို့ဒီလူတွေကို နယ်ရုပ်အဖြစ်နဲ့ကောင်းကောင်းအသုံးချတာအဲ့ဒီလူတွေကလည်းပြည်သူကျွေးတဲ့ထမင်းကိုစားပြီးအမှန်အမှားဆိုတော့ဝေဖန်ပိုင်းခြားနိုင်စွမ်းသူတို့ခေါင်းထဲမှာဥနှောက်မပါဘဲနဲ့ဘာပါလာလဲဆိုတော့အာနာရှင်လူတို့ရဲ့ဘောတွေထည့်ထားတာလေကောင်းကြီးကဘောချောင်နေတယ်ကောင်းကြီးအေဂျင့်အောင်ဒီဟာဒီကိစ္စတွေပြပပဲအလုံးအရင်းချမ်းမှာအခုကဟိုတကျွေးကိုဒီတုံးဒီတိုင်းဆိုတော့ကျွန်တော်လည်းပြည်သူလူလူပဲလေအားလုံးပြည်သူလူလူပဲမြန်မာပြည်မှာနေတဲ့မြန်မာနိုင်ငံသားအားလုံးအေဂျင့်စီရှင်တယ် အဆင်ပြေစေချင်တယ်ကျွန်တော်ဒါပဲကျွန်တော်မှဖြစ်ဟုတ်ကဲ့ဒီနေ့ပါတီအုပ်ထုပ်ရောပါတီအင်ဂျီရောဝတ်ထားဆိုတော့ဘလို့အကြောင်းမျိုးနဲ့ဝတ်ထားတာလဲသူပြရတယ်ကျွန်တော်ကအဲ့လိုလေပြည်တော်ပြန့်ခိုင်းရင်ဖြစ်တေကန်ကြီးငတ်တော့ပါမလို့ဘောပြစ်ကတ်လို့ပေါ့ဝေးအတင်းကိုချစ်သူများဘုခဲလို့မဟုတ်ချစ်တော်ယုံတန်ယုံဆောက်ရှက်နေတော့မရောက်တော့တကယ်ပြောတာတော်ယုံဆောက်ရှက်နေတော့မရောက်ဒီကောင်တွေပြောတဲ့စကားတွေကလို့ဝတ်တာဟုတ်ကဲ့ဟုတ်ကဲ့ဆိုတော့ဆိုတော့ အမှုမညာရှင်တယောက်အနေနဲ့ခံယူထားတဲ့နိုင်ငံရေးခံယူချက်ဆိုဘာဖြစ်မလဲကျွန်တော်နိုင်ငံရေးခံယူချက်တွေမရှိဘူးကျွန်တော်ဆိုတာပြောသလိုပေါ့အခုပြည်ခိုင်ဖြူကျွန်တော်ပြောတယ်ပြည်ခိုင်ဖြူပေါ့ဗျာပြည်တော်ကြံခိုင်ဝင်ဝင်စင်းဘယ်ရလာလဲ where this come from ကမရောလာတာ fucking နိုင်ငံတကာမှာ international မှာကြီးလိုက် every country တမရောမရှိတဲ့နိုင်ငံရှိလားအပြေလာပဲဖိမိဆိုင်အတိတယ်ဗျာပြောမောတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဆိုတော့ အခုနအန်ကေပြောတဲ့အထင်ပါတယ်ပေါ့နော်ဟောပိုဟာတီယာထက်ဆိုတာတဲ့နိုင်ငံတင်ကြီးအေဂျင့်ဖို့ဆိုတဲ့ဟာပြောပြောတာပေါ့တကယ်လို့ဒီကံပြောကတာအနိုင်ရခဲ့လို့အစိုးရဖွင့်သွင်းတင်ကြီးအေဂျင့်သွားမယ်လို့ယုံကြည်လို့ရနိုင်မလားဟာပိုမကန်ကိုအကုန်ခွေးဖြစ်မှာမြန်မာသူတို့တောင်းမှုလေသမားဥက္ကရာကြော်စွာစုပြောသလိုပေါ့မဲမထဲရင်ခွေးဖြစ်မယ်ပြောမဲထဲပြီးလဲခွေးဖြစ်မှာပဲအဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကတွန်းလှန်နေတာဒီလိုတွန်းလှန်နေတဲ့နေရာမှာ ကန့်လန့်တိုက်နေတဲ့အဖွဲ့အစည်းကိုပြောပါဆိုရင်ကျွန်တော်တို့အမှန်တရားဘက်မှာရှိတဲ့အဖွဲ့အစည်းတွေဖြစ်နေတယ်။တွေးကြည့်ကြ။အဲကဆေဗန်အောင်လွတ်သွေးတယ်ခင်ဗျားလေ။ပြန်ပြုတ်ပေးရလာလေဥပသားအောင်မေးတယ်လေ။ပြန်ပြုတ်စီ come from the military တမ်းမတော်လာတဲ့အဖွဲ့အစည်းများတယ်ဒီပဲ။တမ်းမတော်ကတော့နော်လွန်ခဲ့တဲ့ခုနှစ်နှစ်လောက်ကကြီးခဲ့တဲ့ resident evil ဆိုတာကဘာပေါ်မှာတရေတွေပေါ်လာတယ်လို့ပဲ။အဲ့ဒီတမ်းမတော်ဆိုတဲ့အရာက မိစ္ဆာတွေနဲ့ဖွဲ့စည်းပြီးတော့မကောင်းတဲ့လူကခေါင်းဆောင်တဲ့အတွက်အဲ့ဒီအထက်ကနေပေါ်ပေါက်လာတာကျွန်တော်ကဒါဒီရဲ့ကြားမြတ်ပြောတာဒီအထက်မှာမှသူတို့ကဘာကြောင့်ဒီအောင်ထောက်ခံနေတယ်လဲဆိုရင်တော့တွေးကြည့်လိုက်ဆရာမနိုင်နှစ်ဆောင်ပြိုင်ဆိုတဲ့ဘိုးတော်ကိုမခေါ်တော့ဘဲနဲ့မိစ္ဆာကိုတွားပြီးကိုးကွယ်တဲ့အောက်တန်းသားတစ်ပိုက်ကွာဝေးခုလိုလူတွေဘဝပြက်ကုန်ပြီခင်ဗျာအဲ့ဒါပြောတော့ဦးလေကျွန်တော်လည်းစစ်သားသားသမီးလေယူနီဖောင်းမြင်ချစ်တယ်လေတေဘောဆဲတဲ့ကောင်တေကြမောဟုတ်ကဲ့ဟုတ်ကဲ့ ဆိုတော့ဒီကံမျိုးကိုထောက်ခံလိုက်ဒါလားခင်ဗျားတို့နေအောင်ကြီးကချစ်စရာကြီးခန့်တယ်လို့တန့်တယ်လို့ကျွန်တော်လည်းငငယ်တုန်းကပြောခဲ့တာပဲအခုသေးခံနီးမှအလောင်းမလှတဲ့ပုံစံမျိုးတွေအလောင်းမလှတဲ့ဇာတ်တွေပြောလာတာဥပိ္ပဇိဒရကံနဲ့တရားမဲ့လူဒန်းစားတွေဟာတေကန်နီးတွေပို့ပြီးတော့ရုပ်မာလေးဆိုတာမှန်တယ်။ကံနဲ့တေဟိုဟာပေါ့လူတွေစီမအပြောဆိုခင်ရမှာမကြောက်ဘူးလား။ဘာလို့ကြောက်အောင်ပါ။စောက်ရှက်မှာမရှိတော့တာကြီး ဘယ်လိုလို့ကြောက်မှာလဲငါကြီးရစောက်ရှက်မှမရှိတော့တာကြီးသူလည်းလူကိုလည်းလူပဲမြန်ကောင်းစားငါဒီရွယ်တွင်စင်မတက်လိုက်မယ်ချောင်းတော့မလုံးတဲ့ပေါ့နော်ချောင်းတော့ကြောက်လို့ပြောတာမဟုတ်ဘူးနောက်သူများမသိအောင်လုပ်တယ်ဆိုတာအချောက်တော့မပဲရသိပြောတော့ပေါ့ဗျာဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဆိုတော့အငယ်တို့အနုပညာအတိုင်းဝိုင်းမှာကလေဟောပါတီရေးအရေးတစ်ခုမှပဲဒါဒါဇောင်းပေးကြတာရှိတာပေါ့နော်ဒီဖက်ကိုထွက်လာတယ်နောက်တစ်ခုခုခုကအယောင်ကွေးသွားတာ ਨੇ ဒါပြစ်တယ်မေဝေဖန်မေဆေးဆိုမေပေးပေးချင်မေလောက်တာရှိရှိတာပေါ့နော်ဆိုတော့ဒါတွေကနိုင်ငံရေးနေပင်နဲ့ဆက်ဟမှုရှိလားမရှိဘူးလားဘယ်လိုသုံးသပ်လုပ်ရလဲဘာပဲဖြစ်ကြပါ့ဒါရခိုင်လက်ချစ်တာဒါပေမဲ့ရခိုင်မကောင်းတာလို့တော့ချစ်စရာအကြောင်းမရှိဘူးမွတ်စလင်လက်ချစ်ရမယ်ကျွန်တော်နိုင်ငံမှာနေတာကျွန်တော်တို့ကအင်ရှင် तू ကဧည့်တယ်အဲ့မှာလိုရပြီတဲ့ရခိုင်လူမျိုးကဧည့်တယ်တဲ့မွတ်စလင်လူမျိုးကဧည့်တယ်တဲ့ ဒီကောင်ဒီဘဲလူမဖြစ်ခင်တည်းကမြန်မာနိုင်ငံအတွင်းမှာမွေးဖွားလာတဲ့အစ္စလာမ်ဘာသာတွေရှိတယ်ခရစ်ယာန်ဘာသာတွေရှိတယ်ဟိန္ဒူဘာသာတွေရှိတယ်ရခိုင်လူမျိုးရှိတယ်မွန်ရှိတယ်ကရင်ရှိတယ်ရှမ်းရှိတယ်အများကြီးရှိတယ်ဒီစကားတွေကိုတွေ့ဝက်ပြီးတော့လူမျိုးရေးဘာသာရေးတွေးခွဲမဲ့စကားကိုကြားထဲမှာညှက်ပြောသွားတာခင်ဗျားတို့ပခုံးနှစ်ပတ်ကြားခေါင်းပေါက်တယ်အသက်ရှူတယ်အတိညာဉ်ရှိတယ်လူဆိုရင်ဘယ်လိုမျိုး တွေးတယ်လူစိတ်ရှိတဲ့စကားကိုပြောမလားကိုချင်းစာတရားမဲ့တဲ့စကားကိုပြောမလားနိုင်ငံမှာရှိတဲ့ပြည်သူအားလုံးကချစ်လို့တော်လို့အကယ်ဒမီရလို့မင်းသားဖြစ်လို့ဆိုပြီးအားပေးလာတဲ့စိတ်တွေအားလုံးပျောက်ပျောက်သွားတာပျောက်ယုံနေမဟုတ်ဘူးသူတို့ကဆိုအခုဆိုချီးလို့ယွန်တယ်ဆိုတဲ့လူဒန်းစားတွေပါအဲ့ဒီစကားတွေပါပျော့ပျော့ထွက်လာတယ်တဲ့အောင်တဲ့ ဒါဆရာတော်ကြီးပြောခဲ့တာကျွန်တော်ပြောတာမဟုတ်ဘူးเนาะအဲ့လိုနေမှအရှင်ပြေပဲအဲ့ဒီအရှင်ဆရာတော်ကြီးပြောခဲ့တာလည်းကျွန်တော်ပြောတာမဟုတ်ဘူးငါပြောပြောတယ်ပေါ့တတိရှိရှိပေါ့ဘာဖြစ်လဲငါပြောတယ်ငါယောက်ျားတာဝန်ယူမှုတာဝန်ခံမှုရှိတယ်ဒီလိုစကားမျိုးတွေတောင်မှမပြောနိုင်ဘဲနဲ့ဘာကြောင့်လူဖြစ်နေသလားလဲဆိုတော့ကိုယ့်ကိုယ်သာစဉ်းစားကြည့်မပြေရင်တော့မကောင်းတော့အဲ့တော့အူတားဆိုမေးတော့မေးကမေးကနောက်ဆုံးကပါလေအဲအဲ့အဲ့အဲ့ဘာငါနဲ့မတူရင်ငါရန်သူဆိုတာကတော့ခင်ဗျတပင်းစားတယ်မလား use your brain okay 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 ဆိုတော့ပြည်သူတွေဒီရွက်ောက်ပွဲမှာဝင်ပါလာကြဖို့ပါရမီနှုတ်ဆော်ရှင်ပြောချင်တယ်မနှုတ်တော့ဘူးပြည်တော်စုတပရမြန်မာနိုင်ငံတော်မှာရှိတယ်ဘာသာမီးလူရိုးပြည်ဆက်ရှိနေပြည်အကုန်လုံးမဲယုံသွားမဲပေးကြဟိုဟာဦးပေးပါဒီဟာပေးပါကျွန်တော်မပြောတဲပိုင်ဝင်လည်းမရှိဘူးသူနှလုံးသားထဲကပေးမယ်ဟာအေးအေးပေးလိုက်လို့ရွေးတဲ့လူကတော့ထွက်တော်တဲ့ဝင်သွားတော့မှာအဲ့ထွက်တော်အပေါ်ကနေပြောမှာဆိုးဖြတ်လိုက်ပဲ အေးအဲ့ဒါကိုစိုက်တဲ့စဘာကိုရေးရမှာကြည်လို့တီးဖို့ဟုတ်ကဲ့နောက်ဆုံးအနေနဲ့လက်ရှိဖြစ်နေတဲ့နိုင်ငံရဲ့အခင်းကျင်းပေါ်မှာရောဗာများဖြစ်ဆွပြောချင်တာရှိတယ်နိုင်ငံရဲ့အခင်းကျင်းကတိုင်းပြည်ကိုမငြိမ်အောင်လုပ်တဲ့ကောင်များအကုန်တက်အာနာရှင်လူစုရဲ့လက်ကင်တုံဖြစ်သလားမဖြစ်သလားဆိုတော့ဒီအဖြေပဲတိုင်းပြည်ကိုမငြိမ်မသက်ဖြစ်အောင်လုပ်တဲ့လူအကုန်တက်ဆိုရင် သူပါပါတယ်တိုင်းပြည်ကိုမငြိမ်မသက်ဖြစ်အောင်လုပ်တဲ့သူကဘယ်သူလဲ ခင်ဗျားတို့အသိဉာဏ်တရားရှိတဲ့အမှားမှန်ခွဲခြားနိုင်နေဆိုရင်ဘာသာလဲခွဲရမှာလူမျိုးလဲခွဲရမှာမြန်မာစကားပြောတဲ့မြန်မာနိုင်ငံသားတို့အဲ့ဒီကိစ္စတွေအားလုံးသိတယ်ထမင်းစားတဲ့လူသူတို့ကတော့ခေါင်းထဲမှာအာနာရှင်ရဲ့ဘောတွေဝင်နေတဲ့လူတွေဖြစ်တဲ့ခါကျတော့မသိတော့ဘူးရှင်းနေနော်အေးအဲ့ဒါပဲဗျာကျွန်တော်ဒေါသတွေဝင်ပေးရနေဗျာဒီလိုလူဒန်းစားတွေရှိနေတယ်ကျွန်တော်တို့ စပီကာလောက်တယ် reaction လောက်တယ်ဆိုရင်မိမိပြောလိုက်တဲ့စကားတစ်ခွန်းနဲ့မိမိလုပ်လိုက်တဲ့ reaction video ကိုယူလိုက်ပြီးဆိုရင်အဲ့ဒီမှာဘ ഹു တုဒ္ဒကြံမဲ့အရာကျွန်တော်တို့ကဥမာထင်ပေါ်တယ်ဆိုရင်မိမိထင်ပေါ်တဲ့အပေါ်မှာအများကိုပြန်ပြီးတော့ message ပါပေးနိုင်မယ်နိုင်ငံရေးနဲ့ပဲဖြစ်ဖြစ်လူမှုရေးနဲ့ပဲဖြစ်ဖြစ်စီးပွားရေးနဲ့ပဲဖြစ်ဖြစ်အကျင့်စာရိတ္တနဲ့ပဲဖြစ်ဖြစ်ဘာသာရေးနဲ့ပဲဖြစ်ဖြစ်ကျွန်တော်တို့ဘာပြန်ပေးနိုင်လဲပေးနိုင်တဲ့ message မျိုးတွေကိုပေးရတာငါစကားနားရွာနားရ ငါပြောချင်တဲ့စကားကိုပဲပြောပြီးတော့ငါဖြစ်ချင်တဲ့တကူရေအတွက်ပြောမယ်ဆိုရင်တော့ခင်ဗျားတို့စပီကာမလုပ်ပါနဲ့တည်င်းသမားမလုပ်ပါနဲ့မနေ့ကကြောင်စိုးဦးလို့ပေါ့ကြောင်စိုးဦးလို့ကြောင်မျိုးမင်းလို့လို့ပေါ့တည်င်းညာပြန်ကြရေးတည်င်းလိန်ပြန်ကြရေးအမှန်တိုင်းပြောမယ်ဆိုရင်စားကြရမရှိလို့ကျွန်တော်တို့ဒီကောင်လေးကပြောတယ်ခွက်ပြောက်လို့ကျွန်တော်တို့ကခွက်မပြောက်ဘူးဒီကောင်လေးကခွက်ပြောက်လို့ဘောပြေကပ်ပြီးတော့နေတဲ့ကောင်စားမျိုးတွေအဲ့လိုလူတန်းစားမျိုးတွေမဖြစ်ဖို့လိုတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ ကျွန်တော်ပြောနေတယ်ဆိုတဲ့အရာမှာဘူးတုတရစေခြင်းနဲ့စိတ်ခုပဲရှိတယ်ဒါပေမဲ့မြန်မာနိုင်ငံသူနိုင်ငံသားတွေမှာကဘယ်အရာကိုဥတီလဲဆိုတော့ရုပ်ဝတ္ထုကိုကိုွယ်ပြီးတော့ပေါ်ပင်ဖြစ်နေတဲ့အရာတွေကိုပဲဥတီတယ်ဒါဟာလူတန်းစားအမျိုးစုံကိုဘာသာလဲခွဲတယ်လူမျိုးလဲခွဲတယ်အမျိုးစုံခွဲပြီးတော့အဲ့ဒီအထဲမှာမှလူတန်းစားကိုပါထက်ခွဲတဲ့စနစ်ကိုအာနာရှင်ကလက်ထဲမှာအမျိုးဆုံးကင်ထားတယ်ကျွန်တော်တို့ကတော့ဒေါသကြီးထွက်တဲ့ခါကျတော့ဆဲဆုံမှုရှိတာပေါ့ဒါပေမဲ့ ဒီလူနေအောင်ရဲ့အစင်တန်းဟာဘယ်လိုအစင်တန်းမျိုးလဲဆိုတာကိုလူစကားပြောသွားတဲ့လူတယောက်ရှိတယ်။သူ့နာမည်ကကိုလူမုံနဲ့နားထောင်ကြည့်။မဒူကေမဒူစတရားပြတာတော့မကျွတ်မဲ့နေအောင်အစင်ဟာခွေးတာတာပဲရှိတယ်တဲ့။ဒါကျောင်းကြီးကရေးပြထားတာ။ပြောတဲ့လူကတော့ကိုလူမုံနှစ်မှာပဲထန်းထန်းမှာတကယ်ကျေးဇူးရှိသူဟာ တတ်မတော်လားတကယ်ကျေးဇူးရှိသူဟာပြည်သူလားခွဲခြားစိတ်ဖြာသိရှိဖို့ကောင်းပါလေဦးနေအောင်တကယ်တော့တတ်မတော်ဆိုတာပြည်သူဝင်တယ်မှာပြည်သူကပေးပြည်သူကကြွေးတယ်လဆာနဲ့တတ်မတော်လို့ရက်တည်ခဲ့တာပါအဲ့ဒီကျေးဇူးတရားကိုခင်မွန်ကြီးထိုက်ပါတယ်လို့သိရှိနားလေရင်တကယ်ခင်မွန်ကြီးထိုက်သူဟာတတ်မတော်မဟုတ်ဘူးဆိုတာခမရကွင်းကွက်ကွက်နားလေနိုင်ပါလိမ့်မယ် တကယ်ခင်မွန်းကြီးထိုက်တဲ့ပြည်သူကိုဂနေ့တတ်ဖြတ်နေတဲ့အစိုးရကိုမှခမအစိုးရလို့သူကိုသူကင်မွန်းတက်ထားတဲ့အာနာရှင်ကို ခမကယေရှုရှိနေသေးတဲ့ဆိုရင်တော့ခမတကယ်ခုတ်ရတခြားထိတ်ရတခြားဖြစ်နေပါလိမ့်မယ်တကယ်ခင်မွန်းကြီးဟာဘယ်သူလဲဆိုတာကိုခမသိဖို့အရန်ကောင်းပါတယ်နောက်ပြီးတော့ခမကပြောတယ်ဗျာတမလို့ကပေးတဲ့ ဘိုက်ဆန်နေလစာရင်းနဲ့ခမရက BSC MSC ဘွဲ့ရခဲ့တယ်ဒီကျေးဇူးကိုကျွန်တော်မေးလို့ရပါမလားမှန်တာပေါ့မှန်တာပေါ့တမတော်ကိုကျေးဇူးတင်ရမှာလားကျွန်တော်ခုနမေးခွန်းလို့ပါပဲတမတော်ကိုလှုပ်ကြွေးတမှုတမတော်အပေါ်မှာလစာတွေထုတ်ပေးနေတဲ့ပြည်သူတွေရဲ့ချွေးနှဲစာနဲ့ရရှိလာတဲ့ကျေးဇူးတရားကိုသိပြီးငါရထားတဲ့ MSC ဘွဲ့တီငါရထားတဲ့ BSC ဘွဲ့တီ တို့ပြည်သူလူထုကနေပေးလို့တို့ဖေဖေရတို့ဖေဖေကရလို့ငါเจ้าနေရတယ်ငါเจ้าနေရလို့ဒီဘွဲရတယ်လို့ခမနားမလည်ဘူးလားယေຊုရှိသူကိုယေຊုကမ်းနေတာကခမလူမားနေတယ်နော်တမတော်မဟုတ်ဘူးခမယေຊုရှင်ကတကယ်ယေຊုရှင်အစ်စ်ကပြည်သူလူထုဖြစ်တယ်ဆိုတာကိုခမလုံးဝအမေလုံးဝမမေ့စေခြင်းမူရနောက်တကား အခုပြည်တော်စုနဲ့ကြံ့ခိုင်ရေးဖွံ့ဖြိုးရေးအသင်းကိုနှလုံးသားတွေကချစ်တယ်။ဘာကြောင့်လဲ။ပြည်တော်စုကြံ့ခိုင်နေဖွံ့ဖြိုးရေးအသင်းဆိုတာစစ်တပ်ကနေလာတာဟုတ်ပြီ။ကျွန်တော်တို့ပြည်သူလူထုတစ်ခုလုံးကသိရှိနားလည်ထားတာကစစ်တပ်ဒီကာကွယ်ရေးလုပ်ငန်းကိုလုပ်ရမယ်။တိုင်းပြည်ရဲ့ပြန်လဲတည်ဆောက်တဲ့နိုင်ငံရေးလုပ်ငန်းတွေမှာစစ်တပ်နဲ့လာလာများမထိုက်တန်ဘူး။အဲ့တော့မိမိနဲ့မထိုက်တန်တဲ့အလုပ်ကိုဝင်ပြောက်ပြီးစော့ဖတ်နေတဲ့စစ်တပ်ကို ခမည်းကထောက်ခံနေခြင်းဒီပြည်သူလူထုအပေါ်ကိုစော်ကားရရောက်ပါ။ဘာကြောင့်လဲဒီမိုကရေစီဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ထောင်တော့မယ်ဆိုရင်ဒီမိုကရေစီစနစ်ဟာအချုပ်ချာအာဏာဤမူလပိုင်ရှင်သည်ပြည်သူလူထုသာဖြစ်သည်။အချုပ်ချာအာဏာသည်ပြည်သူထံကဆင်သက်သည်။တမ္မတော်ကဆင်သက်တာမဟုတ်ဘူး။အာဏာရှင်ကြီးကဆင်သက်တာမဟုတ်ဘူး။နောက်ပြီးတော့ခမည်းက နိုင်ငံတော်ရဲ့နိုင်ငံတော်အစိုးရက ခိုင်းဘယ်သူကိုစုံလောက်ရမလဲအဲ့ဒါခိုင်းတင်တတ်တယ်ဆိုပြီးခိုင်းအောင်ပြောတယ်အစိုးရပြည်သူ့အတင်းမြောင်းမှာအစိုးရလေပြည်သူ့မှာမကြိုက်လို့စန့်ကျင်ထားတဲ့အကွက်အစီပြည်သူကိုတတ်ရွာတွေကိုမိရှုတားမြုပ်သမီးတွေမရင်းပြက်အဖိုးဘွားတွေကိုဟလာအရှင်လက်လက်မိရှုကြုံပြုနေတဲ့ဒီအစိုးရမျိုးကိုပြည်သူလူတို့ကလက်မခံဘူးဆိုရင်အစိုးရမှာမဟုတ်တာအာဏာပိုင်မှာမဟုတ်တာခမရက တလွဲစပင်ကောင်းတယ်တကယ်တော့ခမရတက်ထားတယ် MSC PSC ဆိုပညာမဟုတ်ဘူးခမရတင်ညာတွေဖြစ်ပညာဆိုတာကျွန်တော်အကျိုးအကြောင်းအဆိုးအကောင်းဘာလို့ပဲဖြစ်ဖြစ်ဝေဖန်နိုင်မှပိုင်းခြားနိုင်မှသိရှိနိုင်မှပညာရှိဖြစ်တာခမရဘွဲတွေယူထားတာခမရတကယ်တင်ညာတက်တာမဟုတ်တာခမရတင်ညာတွေပဲတက်ထားတယ်အဲ့တော့ခမရတကယ်ဂျေဇူးရှိတိုက်တယ်ကိုဂျေဇူးပြုတ်မယ်ဆိုလို့ရှိရင်ခမရကိုကျွန်တော်ဥပမာလေးတစ်ခုပြောပြမယ် 这样你要看看，彭宇叫你走嘛？可以嘞以嘞嘞！彭宇嘛，咪顾杀到的婆娘，阿你咪顾杀到你的，听嗎朋友嘛？彭宇啊，昨年过年哩婆，那走嘛你的嘞？隔壁伢子婆，明天就开呢。阿侬就开你看嘛？隔壁伢那些住的，那些住的看嘛？隔壁伢那些住那点看嘛？亏的、啊，隔壁伢有呗，对。这个就开的朋友我们对，这里头彭宇个，那边可以的，昨年过年杀你的，看没有嘛？ ပီတိဖြစ်ခြင်းလို့ဘုန်းကြီးကလာကြည့်တဲ့အခါမှာအဲ့ဒီခွေးကြီးကသမင်းကျွေးတဲ့ဘုန်းကြီးကိုကတ်အဲ့မှာလည်းဘုန်းကြီးကပြောတယ်အော်ခွေးဆိုတာဒါမျိုးပါလားကျွေးတဲ့ငါ့ကိုမသိပေးတဲ့ငါ့ကိုမသိပဲနဲ့ကျွေးတဲ့သူတို့သူတော်ကိုဒါကပိယကိုဒါသူတို့ကတိကျတာပါလားအဲ့လိုပါပဲဦးနေအောင်ခမရအနေနဲ့လဲတကယ်ကျွေးနေတဲ့ဇာတော်ဖြစ်ဇာတော်နဲ့လာလံသူတဲ့ ပြည်သူလူထုရဲ့ကျေးဇူးတရားကိုခင်ဗျားသိဖို့ကောင်းတယ်။အဲ့လိုမဟုတ်ဘဲနဲ့ဆရာတော်ကဘေးပါကျွေးပါဆိုပြီးတော့ဘေးထားတဲ့ဥသူတော်လူပုဂ္ဂိုလ်မျိုးကမှခင်ဗျားကကျေးဇူးရှိတယ်လို့ကိုယ့်ကိုယူဆတယ်ဆိုရင်ခင်ဗျားအတိညာဟာဘယ်လိုအတိညာမျိုးလဲဆိုတာကိုယ့်ကိုနားလည်ဖို့ကောင်းပါလေ။ Okay နော်တိတ်မိုက်တယ်နော်။ဒါကြောင့်မလို့မကျောင်းကြီးရေးထားတာတရားပြရတော့မကျွတ်မဲ့နေအောင်အစင်ဟာခွေးတာတာပဲရှိတယ်တဲ့။နော်။ဒါကြောင့်မလို့ဒီကိုကတော့ယုံရင်ကြမ်းတက်တဲ့ ဖနှုတ်စားဝါစာဖနှတ်ဆုပ်စားပြီးစကားတွေကိုတော့မပြောဘူး။ तू ကတော့ယူရှင်းစင်ကြဲတဲ့အမှန်တရားတစ်ခုကိုတရားဓမ္မနဲ့လျော်ညီအောင်သုံးသပ်ပေးသွားတယ်။နေအောင်ခမရအဆင်ရပါအဆင်